ချာချင်းဝင်းတိန်ခါရဲ့ပုံနာပါကုံဣစာအုတ်ကိုဖတ်ရှုခွင့်ပြုပါရဲ့ချာချင်းနဲ့သက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါရရှင်အပိုင်း27တို့တို့ကလိုက်တဲ့သူနဲ့တွေ့ရင်ပြေးတဲ့ပင်မဲ့ယတိကလေးတို့လိုပြေးတဲ့သူနဲ့တွေ့ရင်တော့သူတို့ကပြန်ပြီးလိုက်တတ်တဲ့သဘောရှိပါတယ်။စူပါအောင်ချိတ်ကူစစ်သူတို့ရဲ့စိတ်တန်တန်ကအပြောင်းလဲမြန်ဆန်တတ်တယ်။ဘရင်ကတော်ဖြစ်နေရတဲ့အခါမှာမုတ်ဆိုးကိုမျက်စိကျတတ်ပြီး မုံစုဖရာဖြစ်နေတဲ့အခါမှာတော့ယတိကိုသဘောကျရင်ကြတတ်ပါတယ်။ပြီးတော့ချိတ်ကူစစ်နလန်ထကစားလူမမာကညပြောသည်တွေ့ရင်လည်းမိမိနဲ့တဲမန်းမသိမတဲမန်းမသိမဆုံးဖြတ်တော့ပဲစားကျင်တယ်လို့ပူဇာတတ်တယ်။စီထမင်းတွေ့ရင်လည်းပူဇာတတ်တယ်။ငားကင်တွေ့ရင် ပူဇာတယ်အထူးသဖြင့်မတဲ့ပါဘူးဆိုတဲ့အရာတွေပိုးပြီးတော့စားကျင်တောက်ကျင်တယ်။အဲ့ဒီလိုပဲယတိဖြစ်နေလို့မတော်ပါဘူးဆိုတာမှပိုပြီးတော့စိတ်ဝင်စားတတ်ကြပါတယ်။စူပေါင်းလေးချိတ်ကူစစ် သူတို့တွေကရာဇဝင်တွေကိုပြန်ကြည့်ရင်သူရဲကောင်းဆိုသူတွေကိုအနာယူဘူးတယ်စစ်ဗျင်ဆိုသူတွေကိုလည်းအနာယူခဲ့ဘူးတယ်တတိတကြွေတွေကအစာနွားချောင်းသားအထင်အနာယူခဲ့ဘူးပါတယ်ဒီတော့ဘလို့လုပ်ရမလဲခြေကိုစစ်ဝေးဝေးကရှောင်ရမယ်ရင်ဆိုင်တို့ရင်ရောဗျာအရင်ဆိုင်တို့ရင်မိခင်ရင်လို့သဘောထားနိုင်ရမယ်မာတုဆိုတာမိခင်လို့အဓိပ္ပာယ်ရတယ်မဟုတ်လားဂါမဆိုတာလန့်လို့ဆိုတယ်မဟုတ်လားမိခင်တို့သွားရလန့်လို့ဆိုမမပါဘူးဒီတော့ မိခင်ရင်လိုသဘောပိုက်ထားရမယ်အဲ့ဒီလို မဟုတ်ရင်တော့အခက်အခဲတွေ့နိုင်တယ်ရသေးလေးကောင်းပါပြီချိတ်ကူစစ်ဘယ်လိုနည်းနဲ့မှကျုပ်ကအဲ့ဒီအခက်အခဲမျိုးနဲ့ရင်မဆိုင်ရစေပါဘူးလို့ဂရုပေးပါတယ်စိတ်ချပါရသေးလေးဘက်ကောတာကချိတ်ကူစစ်အားခိုင်ခိုင်မာမာဂရုပေးလိုက်လေသည်ရသေးလေးနဲ့ချိတ်ကူစစ်တို့သည်ရသေးပြုတ်ပေးတော့ဆရာတော့ထန်တို့လည်းမကြမကြသွားရ၍လူဝဲဝိတ္ထုများကိုလူချမ်းနေရှိသည် ။တနေ့တနားဆရာတော်ထံသို့သွားရောက်ခါအလူခံရာတွင်ရခဲ့သောငင်းကြောက်ပြားကြီးကိုလူထမ်းခဲ့လေသည်။ဆရာတော်ကလည်းမေတ္တာပို့ခြင်းစုပေးခြင်းများကို ပြုလုပ်ပြီးသောအခါ၌အခြားတစ်ပါးသောစကားများကိုသူတို့နှစ်ဦးနှင့်ပြောဆိုလျက်ရှိကြစဉ်အသက်အာဖြင့်20ကျော်ခန့်ဖြင့်ရှိအောင်မည်ဖြစ်သောသီလရှင်မကလေးတဦးသည်ပြာရီပလင်းနှစ်ပလင်းနဲ့အတူဆရာတော်ရှိမောက်သူရောက်၍လာလေသည်။ဒီလရှိမောက်ကလေးအသားရောင်သည်တစားမုံလာ၏စပားရောင်ကဲ့သို့ ဘာတော့မလို့စိတ်လုံးမလို့ရှိမျက်လုံးမျက်ခုံးနှာရံတို့မှလည်းချောမောလှပခြင်းကိုပေါ်ပြလျက်ရှိပေသည်ကိုလုံးကိုယ်ထဲမှလည်းကြစ်လက်သေးသေး၍အချိုးချလှပသည်ကိုယုံအောက်တွင်ဂိုက်ဟူသောသင်္นานရှည်ကြီးတစ်ခုဝစ်စင်ထား၍ဒါလင်းကိုလုံး၏အလှကိုပြ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 မဖော်ပြနိုင်တော့လဲရှိုက်ဖို့ကြီးငယ်အတွက်တွဲဟူဆိုရသောအလှများနှင့်လည်းပြည့်စုံပုံရလေသည်ကျားတော်အားပြရည်ပလင်းများဆက်ကလူတန်းရပြီပြူသွဲသောလက်ချောင်းလှလာကလေးများကိုလည်းတွေ့မြင်ရပေရာ ယတိကလေးဘက်ကောတာစိန်နာဤမြချောမောလှပပါလေအဲဒါကြောင့်သီလရှင် ဖြစ်နေရပါသည်နီတရားဓမ္မအလုံးငါသီလရှင် ဖြစ်နေရသည်ဟု ဆိုလင်မိမိနေနေသာဓုခွန်ရန်အသည့်ရှိပေသည်တို့ဒီမဟုတ်လူလောကကြီးလောကရန်တရားတို့ကမြထူထောင်နှိမ့်ဆက်လာ၍သီလရှင်ဖြစ်နေရသည်ဆိုလင်မူတနာဖွယ်ရာကောင်းလေစွာဟု တွေးမိလေသည်ပြားရီရလာတာနဲ့ရှင်ပြားစေးဖို့အလိုရှိမယ်ဆိုတာတတိယလာပါလေဗျာအဲဒါကြောင့် တပည့်တော်ရရခြင်းပဲလူဖို့လာခဲ့တာပါ ပါရတစာရီတရားကိုအားထုတ်နိုင်ရဲ့လားထုတ်နိုင်ပါ रे ဗျာအေးအေးဓာတုွယ်ဓာတုဓာတုဟုအစာကြီးကဥပါလဝံထေရီ အကြောင်းပရာစာရီအကြောင်းစသောထေရီတို့၏မှတ်သားပွဲအားအကြောင်းများနှင့်ရှင်၍တရားချီးမြှင့်လေသည် တရားချီးမြှင့်ပြီးနောက်သီလရှင်မကလေးသည်ရှားတော်အားကြော်၍ဦးရောင်းမကလေးသည်မိမိ၏လှပသောအမိကို မြေတို့နှိမ်ချလျက်ရှောက်သွားတကယ်သူသူဒီလဲမျက်လောကိုချလျက်သူ၏လှပသောအရာတို့ကိုဝင့်ဝါခြင်းမပြုဘဲအိန္ဒိယစွာ ရှောက်သွားလေတော့သည်မြေတို့ကြောင့်မသိရသေးကလေးဒီဒီလားရှင်မလေးအားမျက်စိတစုံဆ၍ကြည့်နေမိလေသည်ကျောင်းဝင်းပြေတို့ရောက်၍ပြောက်ွယ်သွားမှပင် သူ၏အကြည့်ကိုရက်စဲပြစ်လိုက်လေသည်ဒီလားရှင်မလေးမရှိတော့သည့်အခါ၌ဆရာတော်ကအောက်ပါတိုင်းပြောပြလေသည်ဒီလားရှင်မလေးရဲ့ဘွဲ့အရှိကား ပုပ္ပာနာကစားပါရဒစာရီလို့ခေါ်တယ်။တပ်ပါတာတို့ကဝိစာစရ ပကာသနေချမ်းဆိုတာအဂိယသမားတွေရဲ့လက်ဆွဲချမ်းကြီးပေါ့။ဘုန်းကြီးတို့လည်းငငယ်ကဝါသနာပါဠိတော်ဖတ်ဖူးပါတယ်။အဲ့ဒီချမ်းမှာပြရဟာ6မျိုးရှိတဲ့အကြောင်းဖော်ပြထားတယ်။အဋ္ဌပေကတော့တောင်တလဲပွင့်က ဖြစ်တော်ပြရလို့အဋ္ဌပေရတယ်။အလွန်အင်မတန်မှရှားပါတဲ့ပြရမျိုးဖြစ်တယ်ခွတ်။ ဒီသီလရှင်လေးမျိုးကလည်းအင်တန်မှရတယ်ဒါကြောင့်သူ့ကိုဒီဘွက်ကိုပေးခဲ့တာပဲပြီးတော့ပြရာဆိုတာအပူကိုအလွန်ကြောက်တယ်ဒီသီလရှင်မလေးကလည်းအင်ယာထာမှုနန်တုလောကရဲ့အပူတွေကိုချောက်လို့ထွက်ပြေးလာတာကလူနာမည်ကမန်နင်းရီတဲ့ဟု အစချီကမန်နင်းရီအကြောင်းကိုတန်ဝေကရစီခြင်းလို့ငါပြောပြလေသည်မန်နင်းရီသည်ဦးလေးအတွက်အချက်ကိုရောင်းခဲ့ဖို့တို့ရရင်တတိယသူကငွေကိုပေးတော်လဲ သူ၏ထံမှတစုံတရာရယူသွားခြင်းမပြုဘဲထွက်သွားပုံတဖန်မန်နင်းဤသည်ဦးလေးအားလက်စားခြေလိုသူတတိဖြစ်ကြောင်းကိုသိရသဖြင့်စုံစမ်းပြန်ရာတခါကမန်နင်းဤဦးလေးသည်ထိုတတိအားမတရားနှိပ်စက်ခဲ့ပုံနှင့်တကားထိုတတိဆိုသူသည်မန်နင်းဤနှင့်တွေ့ပြီး နောက်တနေ့၌ရှိရှိသမျှသောစည်းစိမ်ဥစ္စာတို့ကိုလူတန်း၍အဝိတ္တတဲကိုတခုနှင့်ထွက်သွားသည့်တည်င်းကိုကြားခဲ့ရပုံစသည်တို့အားတရားနှင့်ဆက်၍ပြောပြလေတော်သည် ယသည့်ကလေးသည်ဆရာတော်ပြောသည်ကိုနားထောင်ရင်ယင်တွင်း၌တလက်လက်တုံ၍လာခဲ့လေသည်။ကျွေးများယူဆင့်၍လာလေ၏။မိမိလက်စားချေရ၌တစားကံဖြစ်ခဲ့ရရှာသောမန်နင်းကြီးသို့မဟုတ်တောင်တလဲပွင့်မှဖြစ်သောပြရားနှင့်လွန်စွာတူသည့်ပရဒစာရီဆိုသည့်သီလရှင်မကလေးပေါ်၌လဲလွန်စွာတနာခြင်းဖြစ်မိလေသည်။မိနိုင်မြက်ခံရသောမွေသည်တွန့်လင်းကောက်ွယ်၍ဝေဒနာကိုမချိမဆန့်ခံစားနေရသကဲ့သို့ ယသိကလေး၏စိတ်တို့သည်လည်းယူကျုံမရဖြစ်ခြင်းတည်းဟုသောမိထောင်၌အမြိုက်ခံ၍နေရလေသည် ရေငက်လွန်၍ရေဘူးကိုဖွင့်၍တောက်သည့်အခါ၌ရေဘူးတွင်မှရှိသောအရာသည်ရေမဟုတ်ပဲငရဲမိဖြစ်၍နေသည်ကိုတကြိုက်မျှကြိုက်ချပြီးမှသိရသောသူကဲ့သို့ယသိလေးသည်လည်းဗဂရိအင်းငိမ့်သော ချမ်းသာစိတ်ကိုရှာသည့်အခါ၌ပင်ငွေအားကိုဖြင့်ဆော်ကားရန်ချန်ခဲ့ပူသော မန္နေဟီကောပရဒစာရီဆိုသည့်သီလရှင်မကလေးနှင့် လာ၍စုံ၏သဖြင့်စိတ်ဆင်းရဲခြင်းဖြစ်ရလေသည်ထို့ကြောင့်ဆရာတော်အားကြော၍ចောင်းတင်ငန်းသို့ပြန်လာလီတော်သည်ចောင်းသို့ရောက်လင်ခန္ဓာမငြိမ်ဖြစ်၍နေလေသောယသိကလေးအားခြေကုစီကလွန်စွာသနာခြင်းဖြစ်မိသည့်အလျောက်အောက်ပါစကားကိုပြောလေသည်ဒီမှာယသိလေးစိတ်မကောင်းမဖြစ်ပါနဲ့ရုပ်သီးကသူ့ကြောင့်လူတွေမှာပူရဆက်ရတယ်လို့ဘယ်တော့မှစိတ်မကောင်းမဖြစ်ဘူး။ကြောင်ရှာသီးကလည်းသူ့ကြောင့် လူတွေရဲ့ရှာပေါ်မှာခါရလေတယ်လို့ဝမ်းမနေမိဘူးတဘာဝတရားကလည်းသူတို့ကိုအဲ့ဒီလိုဝမ်းနေခြင်းပူပန်ခြင်းတပံဖြစ်ရတာကို ခွင့်မပြုဘူးဒီလိုပဲပေါ့ဟိုးတစ်ချိန်တုန်းကရတိလေးရဲ့စိတ်ကလက်စားချေရမှာကောင်းပင်လို့ယူဆခဲ့တာကိုအဲ့ဒီတုန်းကရတိလေးဟာရတိလေးမဟုတ်ဘူးနာကြီးချက်ပေါင်းများစွာရှိတဲ့တထေကြီးပုံနာပါကွန်တတိပြောရရင် အလွန်ပူဆက်ခြင်းဖြစ်စေတဲ့ငြိုသီးတောင်ကြီး အလွန်ခါသီးခြင်းဖြစ်စေတဲ့ကြောင်ရှာသီးတောင်ကြီးပဲ။ အဲ့ဒီတော့ပြီးခဲ့တာတွေမြင့်ပြလိုက်ပါ သူ့ဘာသာထားလိုက်စမ်းပါတဘာဝတရားပုံမှာလည်းအပြစ်တွေပုံချပြစ်လိုက်စမ်းပါရတဲ့လေလူဆိုတာသူ့ရဲ့အတ္တတရားအတိုင်းတာရှိသလောက်သူ့ရဲ့ဘဝကိုဖန်တီးကြတာပဲဆဲတာကိုကောင်းတယ်လို့ထင်တဲ့သူကဆဲတယ်မေတ္တာပို့တာကိုကောင်းတယ်လို့သိတော့မေတ္တာပို့တယ်ဒါပါပဲရတဲ့လေကျုပ်ပြောချင်တာကတော့အတ္တတရားကိုသာတိုးတက်အောင်ကြိုးစားပါအပြုမူကပြောင်းလဲလာပါလိမ့်မယ်ခြေကူစီပြောတဲ့အတိုင်းဟုတ်ပါမလား ဘယ်နဲ့မဟုတ်ရမှာလဲကလေးငယ်ကမတိတတ်သေးခင်မှာမစင်ကိုကင်တွယ်ပြီးဆော့ကစားတတ်တယ်။တိတတ်လာတော့မကင်တော့ဘူး။တသက်ပတ်လုံးမစင်ကိုကင်တွယ်ပြီးဆော့ကစားနေတဲ့သူဟာမရှိဘူး။မိုးရေကလေးကမစင်ကိုကင်တွယ်ပြီးတကားမှမဆော့ဘူးမကစားဘူးဆိုတဲ့သူလည်းမရှိသလောက်ရှားပါလေ။ရသေးလေးဟာတရေကြီးပုံနာပါကွန်ဖြစ်နေမကောင်းမှုအချို့ကိုပြုလုပ်ခဲ့တယ်။ရသေးလေးပက်ကောသာဖြစ်မှာတော့ဒီလိုမှမဟုတ်ပဲ။ ငငယ်ကမစင်ကိုကင်တွဲကစားခဲ့တာကို တွင်းပြည်တိုင်းရှက်နေတဲ့ပူဆွေးနေမယ်စိတ်ပကောင်းဖြစ်နေမယ်ဆိုရင်တနည်းတစ်ပုံအားဖြင့်မစင်ကိုစိတ်ဝင်စားနေတယ်လို့ယူဆရမှာပဲရသေးတယ်။ဂျေကူစေကတရားချလိုက်မှပဲရသေးကလေးသည် စိတ်သက်သာရာရသွားလိတော်သည်ထိုခါ၌ကြည်လင်အေးမြသောဆန်းချောင်းတွင်၌သွားရောက်ကရေချိုး၍စိတ်မကောင်းမှုများအားတခါရဲရေ၌မြောက်၍ပြစ်လိုက်လေသည်ရေမိုးချိုးပြီး၍ အာရဖြစ်တည်ရန်လုံကအသက်မပါသောဟင်းနှင့်ထမင်းကိုခုခက်ပြင်ဆင်လိုက်ထိုခါနာယတိလေးကစောစောကထိုင်မှိုင်လေးလံလေးရှိသောစိတ်များသည်ပေါ်ပါလန်းဆန်း၍သွားခြင်းအတွက်ခြေကိုယ်စေအားကျေးဇူးတင်စကားပြောလေသည်ခြေကိုယ်စေပြောလိုက်တော့မှပဲကျုံလက်စိတ်ထက်ပေါ်ပါသွားရတယ်ဗျာကျေးဇူးတင်လိုက်တာမပြောပါနဲ့တော့အဲ့ဒါပေါ့မိကောင်းဆွေကောင်းရှိရမယ်လို့တမတ်ဗရာတရားထဲမှာထည့်ထားရတာပေါ့ဗျာ ရသေးလေးနဲ့ချိတ်ကိုစင်စကားပြောနေစင်မှာပင်ဘုံကြီးတစ်ပါးကကျောင်းသင်ငန်းအနီးမှာဖြတ်၍မြေနီလန်းဘက်သို့ကြွားသွားသည်ကိုမြင်ရသဖြင့်နေလဲဝန်းတိမ်မှုဘာမှမလို့တော့ပါလားဒီဘုံကြီးမြို့ထဲလောက်ရောက်တဲ့အချိန်မှာတော့ဝန်းတိမ်သွားတော့မှမှန်မယ်စိုးငတ်တော့မှပဲဟုရသေးကလေးကတွေးမိသည်နှင့်ရက်တော်မူပါအောင်ဖျားဟုရှောက်ထားလိုက်သည်ဖြင့်ရှင်ဟန်းလဲခြေစုံရက်လေသည်ရှင်ပြားကိုစွန်းကပ်ပြရစေဗျာတပည့်တော်ကိုချီးမြှင့်သောအားဖြင့် ဆုံးဖုံးပေးရန်ပေါ်သူကြွရမူပါဗျာဟုယသိလေးကလျှောက်ထားလေသည်။ဘုံကြီးလည်းအသက်ရွယ်အားဖြင့်ယသိလေးထံများစွာမကြည်သေးပေ။ရုပ်လက္ခဏာမှာလည်းတန့်ပြန့်၍အိန္ဒိလည်းလွန်စွာဆောင်းလျှောက်လေသည်။တကားတို့မှာကောပြည့်စုံရဲ့လား။ပြည့်စုံပါတယ်ဗျာ။ပြည့်စုံလို့ဘုံကြီးเจ้าကိုတောင်လူးနေပါတယ်ဗျာဟုလျှောက်ထားမှပဲ။ဘုံကြီးလည်းဒီယသိလေးဤเจ้าပေါ်သူတက်လေသည်။ယသိနေကျေးကိုစေလူသောအသက်သက်လွန်စွန်းကိုညတာယုံဖုံးပေးပြီးလင်း ဇွန်လူရသောကုသိုလ်အတွက်သာဓုအနုမောဒနာပြုလေသည်ထို့နောက်တကားတို့ကတရားဘာဝနာများငင်းငင်းချမ်းချမ်းစီးဖြန့်နိုင်ရလားဟုမေးလေ။တပြည့်တော်ကအာစီဝထမကတင်လာတော့ထိမ့်ပါတယ်။ဒါပေမဲ့လို့တရားကိုတော့အာမထုတ်ပါဘူးဗျာ။ဥပဇိနှုတ်သာသနာမှာတိလတမာတိပညာဆိုတဲ့ဂုဏ်၃ပါးရှိတယ်။ဒီတော့တိလဂုဏ်တော့ရှိပါပြီ။ကျန်တဲ့ဂုဏ်တွေဖြည့်ဆည်းပါအောင်လား။ဘယ်လိုဖြည့်ဆည်းရမှာလဲဗျာ။ပထမတမာတိရအောင်လုပ်ပါ။ မြက်ခုံးတစ်ခုကြာမှစိတ်ကိုကက်နေအောင်ထားပါလွတ်ထွက်သွားရင်ပြန်ပြီးထားပါကြာလာတော့တမာတိရလာပါလိမ့်မယ်ပြီးတော့မေတ္တာဘာဝနာလေးပွားများပေးပါတကားတပည့်တော်ကတမာတိကိုမလိုချင်ဘူးအမှန်တရားကိုပဲလိုချင်ပါတယ်ဗျာတမာတိမရှိတဲ့စိတ်ကလီလာတိုင်းရင်တက်တယ်ဘာပင်လို့ပဲမနဲ့မားတယ်ဆိုတာကိုမဝေခွဲနိုင်ဘူးအမှန်တရားရှာဖို့အတွက်လည်းတမာတိရအောင်တော့လုပ်တင်ပါတယ်ရေသေးကလေးဒီပုံကြီးလေးဤစကားကိုသဘောကျပြီးသွားလေသည် ဟုတ်လိမ့်မည်ဟုလည်းထင်မှတ်မိပေ။ဘုံကြီးလေးသည်မေတ္တာပို့၍ရသေးလေးအကြောင်းသင်ခန်းမှထွက်ခွာသွားလေသည်။ဘုံကြီးလေးမရှိတော့သည့်နောက်တွင် ရသေးလေးကခြေကိုဆေးအားဘလို့သဘောရသလဲဟူသောအကြည့်မျိုးဖြင့်ကြည့်လိုက်။ထိုကခြေကိုဆေးကအောက်ပါအတိုင်းပြောလေသည်။စိတ်ဟာပင်ကိုကအညစ်အကြေးမရှိဘူး။သူမှာတစုံတရာသောအစွမ်းတောင်းရှိပါသေးတယ်။စိတ်ရဲ့စွမ်းအင်တိုးတက်လာအောင်ဘာမှလုပ်ရမလို့ပါဘူး။စားဆိုတဲ့ရာကငန်းနေဆိုတဲ့အရာသာ တပားတည်းပါရှိနေတယ်။စားကိုငန်းအောင်ဘာမှထပ်ပြီးလုပ်ဖို့မလိုဘူး။ငန်းအောင်တစုံတစ်ခုလောက်ရသေးတယ်ဆိုရင်လည်းအဲ့ဒါစားမဟုတ်တော့ဘူးဒီလိုပဲ။စိတ်ဟာပင်ကိုကပြည့်စုံမိသားပါ။ဘာမှလေးချင်မှုမလိုဘူး။သူ့ပေါ်မှာဖုံးနှံနေတဲ့အညစ်အကြေးတွေကိုဖယ်ချပြီးနောက်နောက်ထပ်အညစ်အကြေးတွေမတင်အောင်သာ ပြုတ်လုံဆန်းမှာမဟုတ်ပါဘူး။ရုပ်ကတော့ဖုံကြီးလေးပြောသွားတယ်လို့တမားရီလောက်ကိုလှုပ်ဆန်းကြည့်အောင်မယ်။လှုပ်ကြည့်တာကတော့ဘာမှကန့်ကွက်ဖို့မရှိပါဘူး။လှုပ်ကြည့်ပါ ဒုက္ခနာယတိကလေးသည်ကျောင်းရှိရှိတပြေပင်ရိပ်အောင်၌သွားရောက်၍တင်ပလင်ခွေထိုင်ကမြက်ခုံးမွေးနှစ်ခုချာ၌စိတ်ကိုတည်ငြိမ်အောင်ထားမြည်ယူသောအမှတ်ဖြင့်ထိုနေရာသို့လက်ကလေးဖြင့်ကင်ဆန်းကြည့်လိုက်ရာချက်သိမ်းမွေးညင်းများထ၍သွားလေသည်ဘယ်ကြောင့်ဆိုသောထိုနေရာကလေး၌ရှိသောနာကြီးဆွေးမြေ့ဖွဲရာမာယုတ်ကလေးကိုစမ်းသပ်မိသောကြောင့်တည်းထိုမာယုတ်ကလေးသည်ယတိကလေးစိတ်ယုံတက်၍နေရစဉ်ကတင်တင်လာရောက်၍ဝူးစိပဲ့ကလေးဖြင့်ပြက်ပေါက်သွားသောကြောင့် ရရှိလာခဲ့သောတန်ရာတန်ကျဲဟောင်းလေးပင်ဖြစ်စိတ်မကောင်းလည်းဖြစ်မိလေသည်တို့ရရင်စိတ်မကောင်းဖြစ်ခြင်းကိုမေ့ပြပြစ်လာပြီးနောက်အမယောကလေးပေါ်၌ပင်စိတ်ကိုဆွေထားလိုက်လေအဆောင်တွင်အသေးလေးဤစိတ်သည် ရောက်ရက်ခက်၍ပြေးလွှမ်းနေသည်မြောင်လဲကြော်တကောင်ကိုထင်းရသည့်ချက်ပင်စပေါင်းများစွာခက်လေအမယောကလေး၌ထားပါလျက်နှင့်ပြေး၍ပြေး၍သွားလေသည်ယသည်ကလေးကပြေးသွားမှန်းသည့်တွင်သူ၏စိတ်ကိုအမယောကလေးပေါ်၌ပင်ပြန်၍ တင်ထားလိုက်လေသည်ဤသို့နေပင်ပြေးလိုက်ပြန်ဆွဲလိုက်နှင့်နောက်ဆုံးတွင်တစတဲ့တစငြိမ်လာလေတော့သည်ထုံးမတပန်တစတဲ့တစအမယုကလေးပေါ်၌စိတ်သည်မြဲ၍လာလေ၏ထုံးနာရေသိလေးဤစိတ်၌အကြောင်းကြာမဲ့၍သွားလေသည်အပူပင်များလွတ်၍သွား၏အေးချမ်း၍သွားသည် နောက်ဆုံး၌ဘာကုန်းမမဆွဲတော့ပဲတန့်၍သွားလေတော့သည် ထိုတန့်၍သွားသောအချိန်လေးမှာလွန်စွာတူတောင်းလိုက်သူရရင်အသေးကလေးသည်ထို တန့်သွားသောသဘော၌ကျဉ့်၍သွားလေသည်နှစ်ချ၍သွားလေ၏ယတိကလေးသည်တမာရီလုပ်ငန်းမှထားလိုက်လေသည် ထိုချိန်၌နေဆောင်နေပြီဖြစ်လေသည်ယတိကလေးတဲလောက်ပါလားမနေ့စာစားပြီးကလေးကထိုင်လိုက်တာညနေတောင်ဆောင်းသွားပြီဟုကြိတ်ကိုယ်စီကပြောလိုက်ရာမိမိထိုင်ခဲ့သောအချိန်မှမနေ့ကျောင်းအံ့ဩဖွယ်ရာတည်လာရလေတော့သည်ယတိကလေးသည်တမာရီလောက်ကိုချိန်နဲ့၍သွားလေထိုကြောင့်ညဘက်တွင်လည်းလာသာဆောင်၌တမာတိအလုပ်ကိုလုပ်ပြန်လေသည် ဤသို့လျှင်အချိန်ရတိုင်းရတိုင်းတမာတိကိုစူးစမ်း၍လုပ်လေ၏။ဒဇရဒဇတမာတိရသည်ထဲရလာပေရာ တိုး၍တိုး၍လှုပ်ခြင်းစင်များပေါ်ပေါက်လာလေတော့သည်။တဏိတနာရတိလေးသည်တပြေပြင်းအရိပ်မြေပြောင်ပြောင်လေး၌ထား၍တမာတိအလုတ်ကိုလှုပ်၍နေလေသည်။နာဤတော်တော်ကြာမြလှုပ်၍ထလာရာမြည်သည့်အချိန်ကရောက်ရှိနေသည်မသိသောမိန်းကလေးတစုသည် ရတိလေးကိုလက်အုပ်ချီလျက်ရှိခိုးနေကြသည်ကိုတွေ့ရလေသည်။ဘာကိစ္စရှိလိုပါလဲဟုရတိကလေးကမေးလိုက်။ထိုခါ၌ခက်သွဲသွဲမင်းကလေးတူက"ကျမတို့ဟုစလိုက်ရင်တယောက်ကရတိနဲ့စကားပြောရင်ကျမလိုမပြောရဘူးဟဲ့။တပိတော်မလိုပြောရမယ်ဟုပြောလိုက်လေသည်။ထို့နောက်သူတို့ဘာသာသဘောကျ၍တူတူညီညီကလေးရဲလိုက်ကြရာဆဲလဲလေးများပြိုင်တူလှောက်ခါလိုက်ပြီးတကယ်သူရှိနေလေသည်။ တပည့်တော်မာတို့ကဝါချိုပန်ကူထွက်လာခဲ့ကြတာပါမောရာနဲ့ရေးတော့မလို့ဝင်ခဲ့ကြတာပါယသိကြီးဟဲ့မလာဝင်ယသိကြီးမဟုတ်ပါဘူးဟဲ့ယသိကလေးပါဟုတယောက်ကဝင်၍ဆိုလိုက်ပြန်ရကျန်သောသူများအားလုံးကလည်းညီမောကြပြန်လေခြေကူစစ်သည် ထိုအပြစ်ပြက်ကိုကြည့်၍อืมငါယသိလေးတော့တမာရီလောက်ကိုလာပေါင်းများစွာနေ့စဉ်ရက်စဲလောက်ထားလို့တော်ပါသေးတယ်နုံမောရင်တော့အခက်ပဲဟုအောက်မေ့မိလေသည် မြင့်မြင့်ကရေသေးကြီးခေါ်တာမကြရင်ရေသေးလေးလိုပဲခေါ်လိုက်ပါမလာဝင်ရဲ့ခင်ခင်ဒီလိုတော့မပြောပါနဲ့ရေသေးကြီးမှမဟုတ်ပဲရေသေးကြီးခေါ်ရင်တင့်လျော်ပါမလားမိန်းလေးနဲ့ဦးစကားများကြလေတို့ကကြားမှပင်တခါကမိမိအလိုကံထွက်ရရင်ရေဘူးရေချမ်းကန်လန့်ဖို့လိုက်ခဲ့လို့ကြောင့်တော့ပြန်ခဲ့ကြသည်မိန်းကလေးများဖြစ်သည်ကိုရေသေးကလေးကအမှန်ရမိလေသည်ရေသေးကလေးသည်ထိုမိန်းကလေးများအားဖြူသည်မဲသည်ပိန်သည်ဝသည်ကိုမျှပင်မသိပါ မျက်လွာကိုချရွေးထားလေသည်ဤဒီကိုပင်သူ၏မိษွေကြီးချိတ်ကိုစေကသဘောချမိလေထို့နောက်မင်းကလေးတူကရတီလေးရဲ့ဘွဲကဘလို့ခေါ်ပါသလဲဟုမေးလေပကောတာလို့ခေါ်ပါတယ်ပကောတာဆိုတာအိဗယ်ကဘလို့ရသလဲခေါ်လဲပါလို့အိဗယ်ရပါတယ်ရတီလေးကရိုးရိုးသားသားပင်ဖြေတော်လဲမင်းကလေးများသည်ခေါ်လဲပါဟုသောစကားကိုပင်ပွဲချ၍ရီမောကြပြန်လေခင်ခင်ဆိုသူမင်းကလေးသည်မြင့်မြင့်ဤပေါင်အားလိန်ဆွဲ၍ကြားတယ်မဟုတ်လား သူ့နာမည်ကိုကခေါ်လဲပါတယ်သူ့ခေါ်ဖို့စောင့်နေနဲ့ကိုခါသာစပြီးခေါ်ပြီးတော့ဟူတိုးတိုးကလေးနောက်လိုက်လေသည်မြင့်မြင့်ကခင်ခင်အားမျက်ဆောင်ထို့ရွေကြည့်၏တို့ရရင်ထို့မျက်ဆောင်၌စိတ်ဆိုးသောအရေးအယာများမပါပေမိန်းကလေးများသည်ယသည့်ကလေးအားချိန်တော်ကြသည်ထိပီတီတီကလက်တက်တဲ့စကားများပြောပြီးနောက်ပန်းနှင့်ငွေများကိုယသည့်ကလေး၏ရှေ့မြေပြောင်ပြောင်တွင်ပင်ချ၍လူတန်းကပြန်သွားကြလေသည်เจ้าတေကန်နှင့်မလန်မကန်သို့ရောက်သည့်အခါတွင်ခန့်နောက်နောက်မိန်းကလေးက ယတိကလေးပြန်တော့မယ်ခမ်းမင်းအဖိတ်နေလာခဲ့နော်စောင့်နေမှာပဲဟူ၍နောက်တီးနောက်တောက်ပြောသွားလေကျုံမပြောဘူးလားမတူကမဆိုတာနလန်ထလူမမာလိုပဲမတဲ့တာကမှစားခြင်းတောက်ခြင်းကြတယ်ယတိပါ မိမရင်းနဲ့ပတ်သက်လို့မဖြစ်ပါဘူးဆိုကမှပဲပတ်သက်ခြင်းကြတယ်ဟုတ်တယ်ကြီးကူစစ်မြောက်အုပ်နဲ့တွေ့တယ်ငါပြောကန်ကဖီဟိုဖီးရဲ့ဖြစ်သွားတယ်လို့ ယသိလေးမှာသာထိမ့်သိမ့်မှုမရှိရင်တော့ဖယိုဖျက်ဖြစ်သွားနိုင်တယ်။အဲ့ဒီမိန်းကလေးကကျုပ်တို့ရဲ့ចောင်းတင်ကန်းကိုទីသွားပြီးလမ်းပေါက်သွားပြီးလာကြလိမ့်မယ်။တားကောင်ရဲ့ခြေရာကိုတွေ့တယ်မဟုတ်ဆိုးလို့လွတ်ပြေးကြမှာမဟုတ်ဘူးလာကြလိမ့်မယ်။တတိဟာတဲ့ဟိတ်ကိုအရေးကြီးတယ်။ကြေးကူစီပြောသည်မှာမှန်ပေ၏။မိန်းကလေးတို့ဒီနေ့ခြင်းနေ့တိုင်းယသိလေး၏ចောင်းတင်ကန်းသို့လာရောက်၍တပြက်စီလဲပေးခြင်းရေခတ်ပေးခြင်းသင်ငန်းလျှော်ပေးခြင်းစားတောက်ဖွဲ့ရများကိုချက်ပြုတ်ပေးခြင်း စသည်တို့ကိုပြုလုပ်လေတော့သည်ထို့သောပြုလုပ်ယုံမြမက အချို့သောမိမများကယသိလေးချောင်းကတိတ်ပြီးအေးချမ်းတာပဲဒီရောက်ရင်ပြန်တောင်းမပြန်ချင်တော့ဘူးဟု၍လဲအတိတ်ပဲနှက်ခွထွက်သောစကားများဖြင့်ယသိလေး၏စိတ်အားနှိုးဆွလေရှိလေသည်မာတုကာမတွေကအေးချမ်းတဲ့ယသိရဲ့ချောင်းတင်ကန်းကိုပူလောင်လှတဲ့လူအိုးလူအိမ်ဖြစ်အောင်ဖန်တီးခဲ့ကြဘူးတယ်လယာတွေကလည်းသူတို့ကြောင့်စစ်မြေပြင်ဖြစ်ခဲ့ကြဘူးတယ်ဘီယင်အေဂရိအချို့ကိုလည်းတီးနှံစွန့်စီခဲ့ဘူးတယ် အပြင်မှာတော့ချိုမြိန်လှပေမဲ့အတွင်းသဘောမှာတော့တပါချောင်ရှာလက်ထုတ်စားတဲ့အရာတွေထက်တောင်ပိုပြီးခားသေးတယ်။သူတို့ဟာသူတို့ကိုသူတို့လှတယ်လို့လည်းထင်နေတယ်။သူတစ်ပါးကလည်းလှတယ်လို့ထင်စီခြင်းနဲ့အဲ့ဒီလိုဇော့တျော့နိုင်လာတဲ့စိတ်တွေကြောင့်ဘယ်လိုလူကိုပဲဖြစ်ဖြစ်ပမာမခန့်ဆက်ဆံလေးရှိကြတယ်။တတိထားပါ။ကောက်မာပြီးခြေကုစစ်အမြောက်တနက်ကကြီးစံထဲ့စဉ်ကအတန်မမီပေမဲ့ပြစ်ဖောက်လိုက်တဲ့အခါမှာတော့ နားကွဲလို့မတက်ပောက်ကွဲမိဟိမ့်တတ်တယ်။အဲ့ဒီလိုပဲမိန်းမတွေကချစ်တဲ့အခါမှာတော့ချစ်ပါတယ်ဆိုတဲ့စကားကို တူတူကလေးအဖြစ်ပေးတတ်ကြပေမဲ့သူတို့ကမဟုတ်ပြီဆိုရင် အော်ကြီးဟစ်ချဲလောက်နေရှိတဲ့ရေတေကလေးကောင်းပါပြီချေကူစစ်ခွေးရှင်ကမိမိခွေးကစီးမရှိကမ်းမရှိကဲ့လေးရှိတာကိုဘယ်တော့မှအပြစ်လို့မမြင်ပေမဲ့အကိုက်ခံရတဲ့လူကခွေးကိုဆုံးမမယ်ဆိုရင်တော့စကားနဲ့ဖြစ်ဖြစ်ဓာတ်နဲ့ဖြစ်ဖြစ်ခုခံကာကွယ်ဖို့ဝေမလဲဘူး သူတို့ရဲ့မောင်ဘွားလင်သားတွေကလည်းလျက်ပေါ်လော်လီတဲ့အဖြစ်ကိုတော့မမြင်ဘူး။တပားသူကသာရန်လုပ်ဖို့အန်တခဲခဲရှိနေတတ်တယ်။ဟုတ်ပါတယ်ဂျေကူစစ်။အရေရောင်းတဲ့သူကလိုင်စင်ယူရတယ်။အစိတ်ရောင်းတဲ့သူကလည်းလိုင်စင်ယူရတယ်။လက်ထံရောင်းတဲ့လူလည်းလိုင်စင်ယူရတယ်။ဒါပေမဲ့မြောက်မထားခြင်းကတော့လိုင်စင်ယူရတဲ့အလုပ်မျိုးမဟုတ်ဘူး။တကယ်ကမြောက်မထားတဲ့မိမကြောင့်အရက်အစိတ်လက်နက်တွေကအသုံးဝင်လာတတ်တယ်ဆိုတာကိုသတိထားမိတဲ့လူနဲ့တဲ့ရည်တည်လေး ဟုတ်ပါတယ်ဂျေကူစစ်။ရောင်မေဟာသူ့ရဲ့အနီးမှာရှိတဲ့ထမ်းပင်ကိုဖြစ်စေ၊တရက်ပင်ကိုဖြစ်စေ၊ကြောက်တန်းကြီးကိုဖြစ်စေ၊အုတ်တရားကြီးကိုဖြစ်စေတဖြည်းဖြည်းပြိုပြစ်လေရှိတယ်။မာတုဂါမတွေကလည်းမိမိနဲ့ရွယ်တူဒန်းတူကိုသာမဟုတ်ဘူး။ဒါရွယ်တူရွယ်ကနေအဖေရွယ်ဖိုးရွယ်ဒီချမ်းသာပေးမှာမဟုတ်ဘူး။တပ်ပါစကားများပါတထိုင်တည်းပြောသောစကားများမဟုတ်ပေအခါအခွင့်အသင့်တိုင်းခြေကိုစေကရသည့်လေးအားမိမ့်ပါများနှင့်ပတ်သက်၍ မုံတီးသွားစေရန်ပြောခဲ့သောစကားများဖြစ်လေသည်ယသိကလေးကလည်းဂျေးကူစီပြောသည့်အတိုင်းပင်သဘောထားပေလိမ့်မည်ထို့နောက်ယသိကလေးသည်တမာရီလုပ်ငန်းကိုသာမနေမနာပြုလုပ်နေသည်ဖြစ်လေရာမိန်းမများအပေါ်၌သာလင်မဟုတ်ပေအခြားသောတမာရီနှင့်မပတ်သက်သောကိစ္စများအသေးပွဲကိစ္စများဟူ၍ပင်သဘောထားလေသည်ယသိကလေး၏ကြောင်းသင်ကန်းတို့လည်းမိန်းမပြည့်တတ်များသည်တစတစများပြားလာလေအထက်တန်းကြသောလူကုန်တန်းအတိုင်းဝိုင်းမှမိန်းမများသည်လည်းတူးနေတူးတွေ့လျှင် ျမလည်းအိမ်လောက်တင်များရတဲ့တဲ့ရသေးလေးကြောင်းသွားပြီးဝေယဝိဆာလောက်ပေးနေရတယ်ရှင်ကရသေးလေးဘက်ကောသားရဲ့ကြောင်းရောက်ပြီးပြီလားဟုမေးလေသည်အမေခင်ရသူကဘယ်ကရသေးလေးဘက်ကောသားလဲဟုပြန်မေးလေရသေးလေးဘက်ကောသားကိုရှင်မသိဘူးလားမင်းရောမြန်းမြရောညွညွတို့တိမ့်တိမ့်တို့တောင်ရောက်နေကြပြီရှင်မသိတာအံ့ပါရဲ့ဟု၍ကျတဲ့လေးចောင်းတင်ခန်းသူမရောက်ဘူးသေးလေလူဖြစ်ရာအကျိုးမနဲ့တကယ်သူပြောဆိုကြသည်အထိဖြစ်လာလေသည် ယတိလေးကတမာရီဘက်သို့အားဆိုင်လေလေမိမာရီကပို၍ကြီးညူလာလေလေဖြစ်နေတညတနိုင်အသက်30ကျော်မိမာနှုသည်အဖော်ယောက်ျားတူးနှင့်အတူကျောင်းတင်ရန်သို့ရောက်လာလေသည်မိမာနှုသည် တူးတို့တူးမင်းကတော်ဟုခေါ်ကြခြင်းကိုထောက်၍မင်းကတော်ဖြစ်ကြောင်းသိရလေကျေးကိုစင်မာမူထိုချိန်ကကျောင်းပေါ်တွင်အိတ်လျက်ရှိပေသည်ယတိကလေးကလည်းထွက်ပြူကာဇာလရအောက်တွင်တက်ဝဲဖွဲ့ခွေထမ်းလျက်တမာရီကိုထူထောင်နေလေသည်မင်းကတော်နှုသည် အဖော်ခေါ်၍လာသောယောက်ျားအားကက်တီယာလန်သို့ပြန်၍သွားပြီးဆောင်နေရန်မှာကြားလိုက်၏ထိုယောက်ျားမှာသူတို့အိမ်ကဒရိုက်ဘာတူဖြစ်ဟန်တူသည်ယတိလေးကတမာရီလုပ်ငန်းမှာထလိုက်သည့်အခါ၌မိန်းမနှစ်ဦးကိုတွေ့ရသဖြင့်လွန်စွာအံ့အားတင်သွားလေသည်မိုးချုပ်လာပြီးခမည်းတော်ပဲအတွက်လာခဲ့ကြတာလဲဟုယတိလေးကထိတ်ထိတ်ပြပြဖြင့်မေးလေသည်ယတိလေးစီအကူကြီးလာတောင်းတာပါကျမတို့နှစ်ယောက်စလုံးညကအိမ်မက်မက်ပါတယ်ယတိလေးစီမှာတားစုပန်ရင် သားသမီးရမယ်လို့အိမ်မက်မက်ပါတယ်အဲ့ဒီအတွက်လာခဲ့တာပဲဟုဆိုလေသည်ယသိကလေးကထိုစကားကိုမရေမိသေးပြီထို့ကြောင့်သားသမီးလိုချင်တယ်ဆိုရင်တော့ကျုပ်ကဘာမှမလုပ်တတ်ဘူးကိစ္စမရှိပါဘူးယသိကလေးဒီကိစ္စကိုကျမတို့တာဝန်ထားပါယသိကလေးရဲ့တာဝန်က သားစုပေးဖို့ပါပဲအပြေးပါတယ်ဗျာယသိကလေးကထိုသူ့ကိုပြောလိုက်လေမင်းရောနှစ်ယောက်ကသူ့ရင်ငါရင်စသဖြင့်ငင်းခုန်နေကြသေး၏ထိုခါနောက်ယသိကလေးက ညင်မနေချာနဲ့နေအောင်စလုံးကိုတပြိုင်နဲ့တားစုပေးလိုက်မယ်ပြီးတော့မြန်မြန်ပြန်ကြပါဟုပြောလိုက်လေလေကလက်တက်တက်နိုင်လာတော့ရည်တံကိုပြုတ်လေတူကရသေးလေးဤပါမော်ရင်လက်အိတ်လေတူကရသေးလေးဤလေတိုင်းကို ဖက်လိုက်လေသည်ထိုက ကြမမရသေးလေးကမြောက်ကဲ့သို့စော့တော့မင်းကတော်နှုတ်ဤရွယ်ချက်ကိုရိပ်မိတော့သဖြင့်ဂျေကူစစ်ဂျေကူစစ်လာပါအောင်ခုအော်ဟစ်ခါမိမနှူးကိုလည်းတွန်းဖယ်၍ចောင်းပေါ်သို့တက်ပြေးလေတော့သည်ဂျေကူစစ်သည်ចောင်းပေါ်မှာပြေးထွက်လာပြီးလင်း ထိုမိမ့်မာနှူအားအဟင်မောင်းထုံနေတော့ဤမိမ့်မာနှူမှမူရှက်ရှက်နေငိုယူကပြန်သွားကြလေသည်မိမ့်မာနှူပြန်သွားကြပြီးနောက်ကျိုးချောင်းကိုယတိကလေးအားခြေကူစီကမင်းမြန်းလေယတိကလေးကလည်းလုံးစီပန်းစီပြောပြလာရာခြေကူစီသည်ဟဟပပကြီးမော့၍ကံကောင်းလို့ပါလားယတိလေးရဲ့မာတုကမရီကကြုတ်ပြောခဲ့တာတဲ့တောင်ပိုးဆိုးနေပါသေးလားဟုဆိုလေသည်ဟုတ်တယ်ခြေကူစီဒီတော့မာတုကမရီနဲ့ဝိရကိုပြေးမှတော်မယ်ထင်တယ် သူတို့ကတရားဓမ္မတွေရဲ့အစိတ်ဖြစ်တယ်အနောက်ဖက်တွေဖြစ်တယ်။ကျုပ်ကတော့ဒီလိုရှောင်သွားခြင်းမူရှောင်သွားတာဟာအောင်မြင်တာမဟုတ်ဘူး။ချပုံတဲ့ကိုတစ်သားဒုံတစ်ခုချလိုက်ရင်ချတွေကတစ်သားဒုံကိုအံပေါင်းဖြစ်အောင်လှုပ်ပြကြလိမ့်မယ်။ဒါပေမဲ့ကြောက်ဒုံကိုတော့ချတွေကဘာမှလုပ်နိုင်ကြမှာမဟုတ်ဘူး။ဒီတဘောပဲကျုပ်ကရှောင်မပြေးဘဲနဲ့အနိုင်ယူနိုင်အောင်ကြိုးစားနေတယ်။ထိုချိန်၌ခက်လန်းလန်းမှတွေ့ပြီးတွေ့ပြီးဝိုင်းကြဟုသောအတန်များကိုကြားရသဖြင့် ယတိကလေးနဲ့ကျိတ်ကိုစစ်သည်တကားဝါသို့ထွက်၍ကြည့်နေရာဟိုမှာမတွေ့ဘူးလားယတိလူယုံမှဟူသောအတန်တန်ထွက်ပေါ်လာပြီးနေကြောက်ခဲများဒုံများကြလာလေတော့သည်လူဟုတ်ကြီးကယတိကလေးဤချောင်းတင်ကန်းအားဝိုင်းလိုက်ကြလေတော့သည် ရာဆွေးအုပ်နှင့်အတူ တီကြီးခန့်ညသောလူနှစ်ယောက်ပါပါ၍လာ၏ရာဆွေးအုပ်သည်လရောင်၌အတိုင်းသားမြင်နေရပါလျက်ယတိကလေးဤမျက်နာကိုလက်နှိပ်တံမီးဖြင့်ထိုးရွေ့ကြည့်ပြီးလင်အမကြီးဒူလာဟု ူအုပ်တွင်းမှမိမနှစ်ဦးကိုလှမ်း၍မေးလာရာမိမနှူးကဟုတ်ပါရဲ့ရှင်ဟုငိုတန်ကြီးနှင့်ပြန်၍ဖြေလေသည်ခြေကိုစစ်သည့်မိမနှစ်ဦးကိုတည်တည်ကြာကြာကြည့်၍အော်နေပုံရ၏ခန့်ခန့်ညာညာလူကြီးနှူးမှအကျင့်ရောက်သောမိမနှူး၏လင်းယောက်ျားများဖြစ်ကြလေသည်မြောက်ကဲ့သို့ဆော့ရက်သောမိမကိုယူ၍ထားသည့်နွားနှင့်တူသောယောက်ျားများလည်းဖြစ်ကြ၏တို့ရာတွင်ထိုသူနှူးသည်မင်းကြီးများဖြစ်ကြပေသည်ကိုကိုကြည်ညိုလို့လှူဒန်းနေတဲ့မိမတွေကိုအချိန်မတော်မှလာခိုင်းပြီး လက်ဝဲလက်စားတွေလည်းဖြုတ်ယူသေးတယ်အာရမကျင့်ဖို့လည်းကြံ့စီတယ်ဆိုတော့မလွန်လွန်းဘူးလားဟုရာဇွေအုပ်ကမေးလေသည်ယသိန်ကလေးသည်မျက်လာကိုချ၍ထားရမှရာဇွေအုပ်ဤမျက်နာကိုတည်တည်ကြာကြာကြည့်လိုက်ပြီးလင်ပြုံးလာလေသည်သူ၏ပြုံးသည်လူရဲမှုမရိမှုဖြင့်လက်ထိတ်ခက်ခံရမည်ဆဲဆဲတရက်ခန်းအပြုံးမျိုးမဟုတ်ပဲမသိနားမလဲသောတားငင်အားဖခင်ကခွင့်လို့၍ပြုံးလိုက်သောအပြုံးမျိုးဖြစ်လေသည်အေးချမ်းသောအပြုံးမျိုးဖြစ်ကျေကိုစီသည်ယသိန်ကလေးအတွက်ခံပြင်းလျက်ရှိပေသည်ထို့ကြောင့် ချိန်တိုင်ခဲများဖြစ်၍ဝင်ပြောသည်မှာဒီမှာဟိုမိမတွေတည်တည်ချာချာနားထောင်လူဆိုတာရှုပ်ချင်တဲ့လောက်ရှုပ်ပါဒါပေမဲ့မရုပ်ပါနဲ့ရှုပ်လဲရှုပ်မယ်ရုပ်လဲရုပ်မယ်ဆိုရင်တော့နင်တို့ဒုက္ခတွေ့တော့မယ်ဒီတယောက်ကြီးကဘာဝင်ရှုပ်တာလဲသူ့ကိုဘာဖမ်းမှာဖမ်းမနေပါနဲ့နှကောင်စလုံးရိုက်တက်လိုက်ပါတပ်ပါမြန်မြန်တက်ပြစ်ပါလွတ်ပေးလိုက်ပါရာဇွေအုံးမင်းကျုပ်တို့ဖာလာလုံလိုက်ပါမယ်ဟူသောအတန်များသည်လူအုပ်တွင်းမှထွက်ပေါ်လာလေတော့သည်ထို့ကြောင့်ရာဇွေကပလိမြောက်ကိုခေါ်၍ ယတိလေးအားလက်ထိတ်ခတ်စီပြီးလင်ဂတ်သူခေါ်သွားလေသည်ဂတ်သူရောင်လင်းဂတ်စီကလူရဲမှုမရိမှုစုပူစင်မှုစသည့်ထောင်တန်းထိုက်သော ပုံမှန်များကိုတက်၍အမှုဖွင့်လိုက်လေတော်သည်နောက်တစ်နေ့သတင်းစာများ၌မူမိမာရီကိုလိန်ညာပြီးပြည့်စည်อยู่၍အာရမချင်းကြံရန်စူးစားခဲ့သောယတိလေးတူဖန်းစည်းမိခြင်းဟုသော၆လိုင်းစလုံးမဲမဲကြီးများနှင့်တကွအင်းရှင်ယတိလေးဘက်ကောသား၏တရင်သည်မျက်နှာဖုံး၌ပါ၍လာလေတော်သည်သတင်းစာကိုဖတ်၍ စင်ကျင်စဉ်စားတက်မှုမရှိသောလူချို့သည်ဂက်ကိုလာ၍ဝိုင်းပြီးလင်ယတိလေးအားထုတ်ပေးရန်တောင်းဆိုကြသည်ဤဘကိုးစင်ယုံမှဆရာဝန်ကြီးကိုယ်တိုင်ယတိလေးဤသင်ငန်းများမင်းကြော်တို့၏ထမိန်များကိုယူ၍စစ်ဆေးသည်မတော်မတရားပြုခြင်းရန်လုံလောက်ပြုထားသောလက္ခဏာများလုံးဝမတွေ့ဘူးသောဆရာဝန်ကြီး၏စစ်ဆေးချက်ကြောင့်ယတိကလေးအဖိုးပုံမှတကူတက်တာခွင့်ရခဲ့လေသည်မိမရှုံများ၏ယောက်ျားနှိုးသည်ဂက်သို့လာရောက်၍သေးသောမှုကိုကြီးစေရန်ကြီးသောမှုကိုထောင်ချခြင်းရန် ရာဇွေအုပ်များတိုက်ပံရာရှိများထံတွင်လာရောက်အကူအညီတောင်းကြသည်တို့ရာတွင်ထိုကဲ့မှပလက်ရာရှိများသည်အမှန်တကယ်ပင်တရားနီလန်တိုင်းပြုလုပ်လိုသောဆန္ဒကြောင့်တော့တို့ဒီမဟုတ်မင်းကြီးကတော်များကိုမျက်မုံကျိုး၍နေခြင်းကြောင့်တော့မဆိုနိုင်အမှန်တိုင်းသာဆောင်ရွက်မီအပြစ်မရှိဘဲနဲ့တော့အမှုရှင်မီလောက်တာမျိုးမလောက်တိုင်းကြောင့်ခါခါတီတီညင်းဆိုလိုက်ကြလေသည်ထိုချိန်၌မြောက်မှထားသောမိမတို့၏လင်းယောက်ျားများဖြစ်သောကျိုးပေါက်လျက်ရှိကြသည့်မင်းကြီးနှုတို့သည် အချုပ်ခန်းတန်တိုင်းဤသို့လာရောက်၍အချုပ်ခန်းထောင်တွင်အိပ်ပျော်နေသော ရသေးလေးအားခေါ်ပြီးရန်ကြိတ်ကိုစီအားပြောနေသည်ဒီမှာဖိုးကြီးရသေးကိုနှုတ်ပေးစမ်းပါဘာလို့မလို့လဲရသေးကိုဘာလူချင်းလို့လဲအိမ်နေတယ်မနှုတ်နိုင်ဘူးဟုခက်ပြက်ပြက်ညင်းဆိုလိုက်လေသည်ဒီမှာဖိုးကြီးကျုပ်တို့ကိုဘာကောင်နေမြန်မှတ်နေတယ်လဲမင်းကြီးတွေမင်းကြီးဆိုတာစစ်တူရင်ထိုးတဲ့အယုတ်ထဲမှာတော့အညံ့ဆုံးယုတ်ပဲကွာအကွက်များများလဲရွှေ့လို့ရတာမှမဟုတ်ဖဲနှုတ်မလားမနှုတ်ဘူးလား ယတိကိုခမရတို့နှုတ်လို့မရဘူးယတိဆိုတာလူလောကကြီးနဲ့ကင်းလွတ်နေတာမင်းကြီးလည်းကျူးဆိုင်မှာမဟုတ်ဘူးဘင်းငယ်လိုင်းတောင်ကျူးဆိုင်မှာမဟုတ်ဘူးသူ့မှာတန်ရောစင်မရှိတဲ့အတွက်တက်တီးရှိတယ်ခမရတို့သာမြောက်လောက်ဆော့တဲ့တဲမိမာတွေယူထားပြီးနှစ်တို့လိုရှူရွှေချာချာဖြစ်နေတာတွားကြမင်းတို့ကမင်းတို့မင်းကြီးဖြစ်ဖြစ်မင်းကလေးဖြစ်ဖြစ်ဟုကြိတ်ကူစေကဘောင်းထုတ်လိုက်ရမင်းကြီးဆိုသူများသည်မျက်နှာများနီးမြန်း၍ကြိတ်ကူစေအားရိုက်နေရန်အတွက်ချုပ်ကန်းဆောင်ပလိတ်အားတကားကိုဖွင့်ခိုင်းလေသည် နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်ကျေးဇူးတင်ပါတယ်ရှင်ကျမတို့တာပါ